ဂျက်စီတင်းကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့ဥစ္စာပြုမှနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဆိုတော့ပရောဆုံးနေတဲ့ကျွန်တော်ဒီဗီလေးမှာဂျက်စီတင်းအကြောင်းအရာတွေကိုပြောချင်တဲ့အထက်မှာလည်းဒက်လက်ပေါ့နော်ဆိုတော့ဒက်လက်ကတော့လက်ရှိမှာလန်ဒန်လီစိတ်ကိုရောက်ရှိပြီးဖြစ်လို့ကျွန်တော်ဂျက်စီတင်းနဲ့တူဆက်လက်ပြီးအပြောင်းရွှေ့အတွက်ပေါ့နော်လှုပ်ဆောင်တဲ့မဲ့အရာတွေအားလုံးကိုလှုပ်ဆောင်နေတယ်အဲကျွန်တော်တို့မန်နေမှာလည်း medical check up လုပ်ဖို့အတွက်ကိုအားလုံးစင်ပြေသွားပြီဆိုတဲ့အနေထားတစ်ရက်ဖြစ်တယ်ပေါ့နော် ပြောင်းရွှေ့ခြေအားဖြစ်တော့ Chelsea သင်းကလန်ဒလပ်ကိုခေါ်ယူတဲ့နေရာမှာပေါင်သန်း30အသုံးပြုခဲ့ရတယ်လို့ကနဦးသတင်းနေရာတော့ကျွန်တော်တို့လည်းသိရတယ်။ဒါပေမဲ့နောက်ထပ် add on bonus တွေပါပြီးပါမလဲတော့မသိသေးဘူး။ဘာပဲပြောဒါကျွန်တော်တို့နှစ်ရှည်စိတ်ဝင်စားနေတဲ့ကစားသမားတစ်ယောက်ကို Chelsea သင်းအနေနဲ့ခေါ်ယူခဲ့ရတာပေါ့နော်။ဆိုတော့နှစ်ရှည်တော့မဟုတ်ပါဗျာ။ဟိုလာရှည်ပေါ့နော်။ဆိုတော့စိတ်ဝင်စားနေတာတော်လေးကြာပါပြီ။ပြီးခဲ့တဲ့ January transfer window မှာလည်းကဒလပ်ကိုစိတ်ဝင်စားခဲ့တယ်။ဒလပ်ကိုယ်တိုင်လည်း Chelsea ကိုတော့စိတ်ဝင်စားတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်တုန်းက Chelsea သင်းကိုယ်တိုင်ကလည်းမတည်ငြိမ်တဲ့အနေအထားမျိုးရှိတယ်လို့တခြား club တွေကလည်းသူစဉ်းစားခဲ့တာပေါ့။ဒါပေမဲ့ ကျွန်တော်ပြောလိုပါပဲချန်ပီယံလိဝင်ခွင့်ရပြီးတဲ့နောက်မှာတော့ကစားသမားတွေနှစ်ခါစဉ်းစားကြရဘလို့တော့ပဲနဲ့ချက်စင်းတဲ့ကိုပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့တာဖြစ်လို့ကျွန်တော်ယုံကြည်တယ်။တစ်ဖက်မှာလည်းလက်ရှိအနေမထားရဒီ develop ကအင်္ဂလန်နဲ့အတူမပါဝင်နိုင်တဲ့အနေအထားမျိုးမှာချက်စင်းတဲ့ကလန် develop ကိုအဲ process တွေမြန်မြန်လှုပ်ဆောင်ပြီးတော့ဗောနသူ့ရဲ့ဒီ club walker ခီးစဉ်တွေမှာလိုက်ပါနိုင်ဖို့အတွက်ကိုအဲပြုလုပ်သွားဖို့ရှိတယ်လို့လည်းကျွန်တော်ကြားရတယ်။ဒီလိုပဲတစ်ဖက်မှာလည်းကျွန်တော်ရဲ့လက်ရှိနီးပြဖြစ်သူ Anzo Mars ကကိုရိုင်းကလည်းလန် develop နဲ့တေချာဆွေးနွေးမယ်။ နော်ခေါ်တော့ခေါ်ပြီးွားပြီဒါပေမဲ့တေချာဆွေးနွေးပြီးတော့ဘလို့အခန်းကဏ္ဍတွေကနေပြီးတော့ကျစီသိန်းကိုဘလို့အချိုးပြူရမယ်ဘလို့မျိုးပေါဝင်မယ်ဘလို့ plan တွေရှိရဆိုတဲ့ပတ်သက်ပြီးချပြပေးသွားဖို့ရှိရလို့သိရတယ် deadline ကိုယ်တိုင်ကလည်းငကိုရဲကချက်စီကို admire ဖြစ်ပြီးသားဖြစ်လို့ချက်စီရဲ့ project plan တွေနဲ့ပတ်သက်လို့ရှိရင်လည်းသူဘက်က accept လုပ်ပြီးသားဖြစ်တယ်ဒီနေ့သားမှာနီးပြနေလဲဆက်ပြီးဆွေးနွေးမယ်ဆိုတဲ့အခြေအနေတွေကြောင့်အများကြီး အပြုသဘောဆောင်တယ်လို့ကျွန်တော်နေယုံကြည်တာပဲဖြစ်တယ်ဆိုတော့ delay ကိုခေါ်ယူပြီးဆိုရင်တော့ချက်စီတဲ့နေနဲ့ဒါတေချာပေါက်တိုက်စစ်ဆောင်မချုပ်ကိုပြန်လည်ပြီးရောင်းချရမယ်အချိန်ကျွန်တော်ရဲ့တိုက်စစ်ဆောင်မဖြစ်သူအန်ကောင်ကူနဲ့ပတ်သက်ပြီးတော့လက်ရှိမှာ Tottenham Hotspur အသင်းကလည်းစိတ်ဝင်စားမှုတွေပုံမှုပြီးတော့မြင့်တက်လာတယ်လို့သိရတယ်။ Spurs အနေနဲ့၎င်းတို့ရဲ့တိုက်စစ်ကိုဖြည့်တင်းတဲ့နေရာမှာအန်ကန်ကူဟာတင့်တော်တဲ့ဆောင်မတစ်ယောက်ဖြစ်ရှုမြင်နေတာဖြစ်ပြီးတော့ Christopher Akanku ကိုယ်တိုင်ကလည်းလက်ရှိမှာထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ဂျာမန်ကလပ်အသင်းကြီးဖြစ်တဲ့ပေါ့နော်။ Bayern Munich အသင်းက စိတ်ဝင်စားနေတဲ့အပိုင်းတွေရှိတယ်လိုပဲ sorry club တင်းကစိတ်ဝင်စားနေရှိတော့ညာလည်းပဲသူရဲ့စိတ်ဆန္ဒက Premier League မှာနောက်ထပ်တရာဒီလောက်ဆက်နေပြီးတော့မှအချိန်တွေပေါ်ကြည့်ပြီးတော့ဆုံးဖြတ်တင်တယ်လို့သူကိုယ်တိုင်လည်းယူဆတယ်ပြောရရင်တော့သူဒီ Premier League မှာဆက်ရှိခြင်းနဲ့အနေထားမျိုးအရေးအောင်မျိုးတွေရှိနေတဲ့အချိန်ဒီစပါးရဲ့စိတ်ဝင်စားမှုကလည်းကျွန်တော်တို့တတိထားစောင့်ကြည့်ရမယ့်အထာမျိုးဖြစ်တယ်။ချက်စီတင်ကတော့ရောင်းချဖို့အတွက်ပြင်ဆင်ပြီးသားပဲပေါ့နော်။အကောင့်ကိုရောင်းချဖို့အတွက်ပြင်ဆင်ပြီးသားပဲဆိုတဲ့အနေထားမှာတိတ်ပြီးတော့ ဟိုဟာညစ်ဆန်နေမယ့်ထားမျိုးမှာမရှိဘဲနဲ့သူတို့အတွက်အင်ပြေမဲ့ဂျင်းမျိုးလေးပဲစပါဘကကန်းလန့်လိုက်မယ်ဆိုလို့ရှိရင်တော့ခရစ်စတိုဖာအကန်ကူကိုညောင်းချသွားနိုင်တဲ့အနေထားမျိုးပဲဖြစ်တယ်။ဆိုတော့အကန်ကူကလည်းဒါဒီအထူးသဖြင့်တော့မာစကာရဲ့ပလန်မှာအသိပ်ပြီးတော့အရင်မပါတဲ့စာသမားဖြစ်သွားတဲ့အချိန်ဝင်းဝင်း situation နဲ့လမ်းခွဲရမယ်ဆိုတဲ့အနေထားမျိုးလို့ကျွန်တော်အနေနဲ့အာနားလည်ထားတာပဲဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကျော်ရီရဲ့ခံစစ်မှုဖြစ်သူဘန်နိုပါတီယာရှင်နဲ့ပတ်သက်ပြီးတော့လည်း ပရီးမီယားလိဂ်ကလပ်အသင်းချို့ပါဝင်ဥရောပကလပ်အသင်းတွေကချက်စီးသင်းထံကိုချိတ်ဆက်လာတာရှိတယ်လို့သိရတယ်။ချက်စီးသင်းကတော့ဘာနော့ဘာရီယာရှီကိုရောင်းချဖို့အတွက်ဆုံးဖြတ်ပြီးသားဖြစ်တယ်။သို့တော်လည်းပဲကစားသမားရဲ့တန်ကြီးကိုတော့ချက်စီးသင်းကအနှိမ်ဆုံးပေါင်တန်း30ကနေတန်း40အထက်ကိုရရှိဖို့ပြောလင့်နေ။အဲ့လောက်ကြီးပမာဏနဲ့ရတဲ့ installment ပဲဖြစ်ဖြစ်အဲ့တော့ bonus ပဲဖြစ်ဖြစ်ပေါင်ဆိုတော့အဲ့လိုပြီးမှပဲကစားသမားရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ချက်စီးသင်းကဆက်လက်ဆွေးနွေးနေတယ်ဆိုတဲ့အထားမျိုးမှာရက်တည်နေလို့ကျွန်တော်လည်းသိရတာပဲဖြစ်တယ်။ကျွန်တော်ကတော့ အာရောင်းလာတော့ရောင်းမှာဒါပေမဲ့ဂျေးကိုတော့ချက်စီးသင်းနဲ့အနှိမ်မခံဘူးဆိုရင်ထားမျိုးမှာယက်တီနေပြီးတော့ကစားသမားကိုရိုင်းကလည်းချက်စီးသင်းရဲ့တောင်းရှိသူအချိုနဲ့စကားပြောဆိုတွင်ရဖို့ကိုစူးစမ်းမယ်ပြီးရင်တော့သူကိုရိုင်းလည်းအကယ်၍စူးစမ်းခွင့်မစူးစမ်းခွင့်တော့မရခဲ့ဘူးဆိုလို့ရှိရင်တော့ကစားသမားနေနဲ့လည်းပို့ပြီးတော့တော့ပျက်သားသွားတာပေါ့နော်ဆိုတော့ပျက်ပျက်သားသားတော့ကစားသမားဘက်ကဒစီရှင်မျိုးချက်စီးဘက်ကချတာကိုလိုချင်တယ်လို့လည်းကြားသိရတာဖြစ်ပါတယ်ခင်ဗျာဒါတော့ဒီကနေ့မှလည်းခင်ဗျာ disappear ချင်တဲ့ကျွန်တော်ချက်စီးသင်းရဲ့အကြောင်းလေးတွေပါဆုံးတိကျရှိအောင်ပေးကြရဲဘရာသားညီကိုပြည့်သက်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါနော်